ိုကိုနားဆင်နေကြတဲ့တော်ရရှင်များအလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကိုင်းနေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်ရရှင်တွေအတွင်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ဆက်ပေးထားတဲ့တုဒ္ဓပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးဦးစီးဌာနကပေးပို့လာတဲ့မြေစီလွာထက်တန်ကြီးပစံရှောတစ်စိမျိုးစာစိုက်ပျိုးထည့်သွင်းပြီးဆိုတဲ့ခေါင်းစဉ်နဲ့ဒီနယ်စိုက်ပျိုးမြေများရဲ့ရှုံနေသွားတဲ့မြေစည်းဩဇာအာဟာရဓာတ်များ ပြန်လည်ထက်သန်ကောင်းမွန်စေရည်အတွက်တစ်ဆေးမျိုးစားတစ်မျိုးဖြစ်တဲ့ပဆန်ရှော်ကိုမြေစည်းလောပေါ်မှာစိုက်ပျိုးထည့်သွင်းပေးခြင်းရဲ့အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တဒန်ရှင်များရှင်မြန်မာနိုင်ငံဟာအပူပိုင်းစုံအတွင်းမှာကြောင်းရောက်နေတဲ့နိုင်ငံဖြစ်ပါတယ်။တမပိုင်းဒေသဖြစ်ပြီးပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ဒေသတွေဖြစ်တဲ့အတွက်ကြောင့်အပူနဲ့အေးအေးမျှတာပြီးရောမိုးရွာသွန်းမှုကောင်းမွန်ပြီးသီးနှံတွေအောင်မြင်ဖြစ်တော့မှာတယ်။ပင်လယ်ကမ်းရိုးတန်းနဲ့ဝေးကွာတဲ့အပူပိုင်းဒေသတွေမှာမိုးရွာသွန်းမှုနည်းတဲ့အပြင် ီးနှံပင်တွေနှစ်စဉ်စိုက်ပျိုးရာမှာ အပူချိန်များခြင်းရေနဲ့လေတိုက်စားခြင်းတို့ကြောင့်မြေစီဩဇာအာဟာရဓာတ်တွေဟာတပြေးပြေးခန်းချောက်ပြီးတဲဆန်တဲ့မြေတွေအဖြစ်ပြောင်းလဲလာပါတယ်။ဒါကြောင့်မို့မြေယာပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တီးနှံအထွက်နှုန်းတွေလည်းကျဆင်းလာပြီးတော့ပြန်လည်ပြုပြင်ဖို့ခက်ခဲတဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်။ဒီကနေ့အချိန်အခါမှာမြေစီမြေဩဇာထက်သန်စေဖို့အပူချိန်ရေနဲ့ လေတံတို့ကိုကောက်ွက်ပေးတဲ့သေးနံတွေနဲ့အပင်တွေကိုစိုက်ပျိုးဆောင်ရွက်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။ဟုတ်ပါတယ်။မြေစီဩဇာထက်သန်အောင်လို့သဘာဝမြေဩဇာတွေဖြစ်တဲ့နောက်ချီဆွေသေရွတ်တပင်ဆေးတွေထည့်သွင်းပေးတာသစ်ဆေးမြေဩဇာတွေဖြစ်တဲ့ဘောစကိုင်းညံပင်ပတ်စံလျှော်နဲ့ပင်မျိုးစုံတို့ကိုစိုက်ပျိုးထည့်သွင်းပေးတာလေကပင်နဲ့နေဖြစ်တဲ့ဘောစကိုင်းဝါကြီးနဲ့ပဲစင်းကုန်ဆရာတွေကိုစိုက်ပျိုးပေးတာဒီနဲ့စိုက်ပျိုးစနစ်တွေဖြစ်တဲ့တီးတဲ့တီးညက်တီးလဲစိုက်တာတွေကိုဆောင်ရွက်ပေးဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဓမြောစာတွေကိုရေရှည်သုံးပြုခြင်းအပြင်ကတော့နေစီလာအတွင်းမှာတဘာဝမြေဆွေးတွေဆုံးရှုံးတာမြေချင်းမြေငံကိန်းတွေပြောင်းလဲလာတာနဲ့အကျိုးပြုအမှုစီပွားတွေနေသွားခြင်းတို့ကြောင့်ဒီနံထွန်းနှုံတွေရောကြလာပါတယ်ဒီလိုထွန်းနှုံရောကြလာတာကိုအလွယ်ကူဆုံးနဲ့အသက်သာဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့သစ်ဆေးမျိုးစာကြိုးခြင်းပဲဖြစ်ပါတယ် မှန်ပါတယ်ရှင်တစ်စိမ့်မျိုးစာကြွေးချင်းဆိုတာကတော့တစ်စိမ့်မျိုးစာပြုလုပ်နိုင်တဲ့သီးနှံမင်းတွေကိုမြေကြီးလွားပေါ်မှာစိုက်ပျိုးပြီးအပင်ရဲ့အစိမ်းရောင်အစိမ်းပိုင်းတွေကိုမြေကြီးအတွင်းကိုထည့်ထိုးမြုပ်နှံပြီးတော့ဆွေးမြည်စီပြီးမျိုးစာအဖြစ်အသုံးပြုခြင်းကိုခေါ်ပါတယ်တစ်စိမ့်မြေဩဇာအဖြစ်စိုက်ပျိုးနိုင်တဲ့အပင်တွေကတော့ပဆန်ရှင်ဘောစကိုင်းညံပင်ပဲမျိုးရင်းဝင် အပင်တွေနဲ့အခြား ပဲမျိုးရင်းဝင်မဟုတ်တဲ့အပင်တွေကိုလည်းအသုံးပြုနိုင်ပါတယ်။ပတ်စံရှော်ပင်ကိုသစ်စိမ်းမျိုးစာအဖြစ်ပြုလုပ်သုံးဆွင်းမယ်ဆိုရင်တောင်သူဦးကြီးတွေအတွင်းစနေတကျဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကိုပြောပြချင်ပါတယ်။ပတ်စံရှော်ကိုသစ်စိမ်းမျိုးစာအဖြစ်စိုက်ပျိုးမယ်ဆိုရင် ကျဲပဲ့ဆိုင်ပြူးခြင်းအတွေ့တေအေက၄ပြီနှုန်းအတန်းလိုက်ဆိုင်ပြူးခြင်းအတွေ့ကတော့တေအေက၂ပြီကနေ၃ပြီနှုန်းအသုံးပြုနိုင်ပါတယ်ပတ်စံလျှော်ကိုမျိုးအဖြစ်ဆိုင်ပြူးမင်းဆိုရင်တော့တေအေက၂ပြီကနေ၃ပြီနှုန်းအသုံးပြုရမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ပတ်စံလျှော်ကိုနေရာဒေသအမျိုးမျိုးဆိုင်ပြူးနိုင်ပြီးတော့တတန်းကတော့၄လကနေပြီးတော့၅လအထိကြာမြင့်ပါတယ်ပတ်စံလျှော်ပင်ဟာပြင်းပြအပူချိန်မှာ၁၅ဒီဂရီစင်တီဂရိတ်ကနေပြီးတော့၂၈ဒီဂရီစင်တီဂရိတ်အတွင်းနှစ်သက်ပေမဲ့ ရှိတဲ့သမား၄ဒီဂရီအထိအေးတဲ့နေရာတချို့မှာတွေပေါရောက်နိုင်ပါတယ်။ပတ်စံလျှော်ရဲ့အားသာချက်ကတော့မြေယာကိုအထူးပြုပြင်စေရမလိုဘဲနဲ့စိုက်ပျိုးနိုင်တာပဲဖြစ်ပါတယ်။မြေချင်းငန်တန်း၅ကနေပြီးရောရှိတဲ့သမား၅အတွင်းစိုက်ပျိုးနိုင်ပါတယ်။ပတ်စံလျှော်ကိုမျိုးစစ်ထုတ်လို့ပို့စိုက်ပျိုးမယ်ဆိုရင်တော့ပင်ကြားတန်ကြား၃ပေ၃ပေဒါမှမဟုတ် နှစ်ပေနှစ်ပေစိုက်ပျိုးတင်ပါတယ်။ဟုတ်ပါနေရှင်။တစ်စိမ့်မျိုးစာအပင်တွေကိုထဲထိုးမြေမြုပ်ရမယ့်အကောင်ဆုံးအချိန်ကတော့ပန်းပွင့်ချိန်ပဲဖြစ်ပါတယ်။တစ်ပင်တွေရဲ့သဘာဝအရပန်းပွင့်ချိန်ဟာအပင်အတွင်းအာဟာရဓာတ်တွေပြည့်ဝနေပြီးပင်စည်တွေမှာမရင်သေးတဲ့အတွက်ဆွေးမြေ့ဖို့အချိန်ကြာကြာမလိုအပ်ပါဘူး။ပတ်စံလျှော်ကိုတစ်စိမ့်မျိုးစာအဖြစ်ပြုလုပ်အသုံးပြုမယ်ဆိုပါကပန်းပွင့်ချိန်ထဲစောပြီးမြေမြုပ်မယ်ဆိုရင် ဆွေးမြင့်ချိန်မြန်မီမယ်အပင်အရွယ်စားသေးတဲ့အတွက်ကြောင့်အာဟာရဓာတ်ရရှိမှုနည်းမှာဖြစ်ပါတယ်အပင်ကြီးတဲ့အထည်ထားမယ်ဆိုရင်လေအာဟာရဓာတ်တွေမှာ အသီးတွေအဆိအစံတွေတဲ့ကိုရရှိသွားပြီးပင်စီတွေမကျောလာပြီးတော့ဆွေးမြင့်ချိန်ကြာမြင့်လာပါတယ်စပါပေနှံပြောင်းစတဲ့ဘယ်သီးနှံမစို့သီးနှံမဆိုင်ပြူးမီပတ်စံလျှော်မျိုးစေ့ကိုပက်ကျဲထားပြီးရနော အပင်45ရက်သားအရွယ်ရောက်တဲ့အချိန်မှာထဲထိုးထုံမှောက်ပြီးနှစ်ပတ်အကြာထားပြီးတော့ရေသွင်းလိုက်မယ်ဆိုရင် စိုက်ပျိုးမဲ့မြေကို ပြုပြင်ပေးပြီးတစ်စိမ့်မြေဩဇာဖြစ်လာပါတယ်။ရာမြေ၊ရာသီးနှံတွေအတွေ့ပတ်စံလျှော်ပင်ကို မြေမြုပ်ပြီးတလကြရင် စိုက်ပျိုးနိုင်ပါတယ်။ဟုတ်ပါတယ်။ပတ်စံလျှော်ပင်တွေကိုတခြားစိုက်ခင်းတစ်ခုမှစိုက်ပျိုးပြီးရတော့သီးနှံစိုက်ပျိုးမဲ့စိုက်ကွင်းအတွင်းကိုတည်ဆောင်ပြီးတော့ထဲသွင်းစိုက်ပျိုးခြင်းဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ ဆက်ပြူပြီးတဲ့ပတ်စံလျှော်ပင်တွေကိုအချောက်လန်းပြီးတော့ထူထောင်ခြင်းအပြင်အချင်းချာမြင့်စွာတိုးလောင်နိုင်ပြီးပတ်စံလျှော်မျိုးစားအဖြစ်အသုံးပြုနိုင်ပါတယ်။ပတ်စံလျှော်ဆက်ပြူဖို့အတွက်ဒေသရာသီဥတုနဲ့မကန့်ညီတဲ့နေရာတွေနဲ့ဆက်ပြူရမဖြစ်နိုင်တဲ့နေရာတွေမှာအချောက်လန်းထားတဲ့ပတ်စံလျှော်မျိုးစားကိုအသုံးပြုနိုင်ပါတယ်။ပတ်စံလျှော်ကိုသစ်ဆင်းမျိုးစားအဖြစ်အသုံးပြုပါကရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ကုန်ကြမ်းဈေးတက်တာ၊ဒေသနဲ့မြေတွေအတွက်ကောင်းမွန်တာ၊ဈေးတဲ့မြေတွေအတွက်ကောင်းမွန်တာ မြေစီရွာတိုက်စားခြင်းရနေပြီးတော့ကာကွယ်ပေးတာမြေကြီးပူချိန်ထိမ့်ညိပေးတာမြေရင်းဟာရတဲ့ကြွယ်ဝစေပြီးတော့မြေဩဇာအဖြစ်အသုံးပြုနိုင်တာပူမွားကြောက်ရွံ့မှုကိုတားဆီးပေးတာဒီနဲ့ထွန်းထုံတိုးတက်လာတာစတာလို့ဖြစ်ပါတယ်ဟုတ်ပါရဲ့ရှင် က်ဆန်ရှော့ပင်ကိုရှော့ထုတ်လုပ်ဖို့စိုက်ပျိုးနိုင်ပြီးတော့သစ်စိမ်းမျိုးစားအဖြစ်လည်းအသုံးဝင်တဲ့အတွက်စိုက်ပျိုးရေးအကန့်ကဏ္ဍမှာအရေးပါလာပြီဖြစ်ပါတယ်။ပက်ဆန်ရှော့ပင်ကနေရရှိတဲ့ရှော့ကိုအသုံးပြုပြီးလူသုံးကုန်ပစ္စည်းတွေထုတ်လုပ်နိုင်တဲ့အပြင်ကျွဲနွားအစအစဖြစ်လေအသုံးပြုနိုင်ပါတယ်။ပက်ဆန်ရှော့မှာပရိုတင်းဓာတ်များစွာပါဝင်ပြီးတော့အာဟာရပါဝင်မှုမှာအပင်ရဲ့အစိတ်အပိုင်းအလိုက်ကွဲပြားမှုရှိပါတယ်။ မျောစာအဖြစ်အသုံးပြုမယ်ဆိုရင်တီးနှံပင်တွေနှစ်သက်တဲ့အဟာရဓာတ်တန်ဖိုးတွေများစွာပါဝင်ပါတယ်။ပဆန့်လျှောသစ်စိမ်းမျောစာဟာမြေစည်းလွှာကိုအဟာရဓာတ်တွေနဲ့ပြန်လည်ကောင်းမွန်အားပြည့်လာစေပြီးတော့စိုက်ပျိုးသူတောင်သူဦးကြီးတွေအတွင်ဝေမကုံလူမပင်မန်းပဲအကုံအကျသက်သာစေတဲ့တဘာဝမျောစာတစ်မျိုးဖြစ်ပါတယ်။ပဆန့်လျှောကိုပြပထုတ်ကုန်ဖြစ်တဲ့ဓာမြေဩစာတွေအစား အစာထိုးစိုက်ပျိုးသုံးဆွဲမယ်ဆိုရင်မြေစီလွာပျက်စီးမှုနည်းတဲ့အပြင်မြေယာပြုတ်ပြင်စရိတ်အတွေ့အကုန်အကျတက်တာစေနိုင်ပါတယ်။ဒါရီအပြင်စားသုံးသူပြည်သူတွေအတွေ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးနှံတွေကိုစားသုံးခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ဘက်ပေါင်းဆောင်ကနေအကျိုးရှိတဲ့ဓာတ်မြေဩဇာအစာထိုးပတ်စံလျှော်ပင်တွေကိုစိုက်ပျိုးပြီးထဲထိုးမြေမြုပ်ပြီးခြင်းအပြင်ရေရှည်ကာလမှာမြေစီလွာအာဟာရဓာတ်တွေထက်တန်လာမှာဖြစ်တဲ့အတွေ့တောင်သူဦးကြီးတွေအနေနဲ့ ကိုယ့်ရဲ့လယမြေတွေမှာပဆန်လျှော်တစ်စိမြေဩစာစိုက်ပျိုးထက်သွင်းခြင်းကို တိုးမြင့်လှုံ့ဆော်တင်မှာကြောင်းဒီကနေ့တုတ္တပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကနေစေတနာအပေါင်းနဲ့တင်ဆက်လိုက်ရပါတယ်။နားဆင်ကြကြရင်တောတာရှင်များအလုံးစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။